အလုံးမေမင်္ဂလာပါခင်ဗျဇလန်လေးရဲ့အဆောင်မှာတော့လေဆေးကိုရောင်းနေတဲ့တရင်တော်ကိုကြီးကိုတွေ့ရမှဖြစ်ပြီးတော့မှကိုကြီးရဲ့တရင်ရေးသားမှုတွေကအကြောင်းအရာခိုင်လုံပြီးတော့အချိန်နဲ့တပြေးညီဖြစ်တာကြောင့်ပဲတရင်တော်ထင်မှာတော့နာမည်ကြီးတဲ့သူပဲဖြစ်ပါတယ်အခုလည်းတရင်တကူတွေခီးသွားဖို့အတွက်လေဆေးကိုရောင်းနေခဲ့ပြီးတော့ဟိုးဒီဒီရှောက်ပြီးတော့ကြည်နေပါတယ်စောင်းဆန်တဆိုင်ကိုရောက်တဲ့အခါမှာတော့သူရေးထားတဲ့စောင်းတွေစင်ပေါ်မှာစီထားတာတွေ့ရပြီးစိုင်ထဲကိုဝင်ပြီးတော့ကြည်ပါတယ်အဲ့ဒီခါမှာသူ့ရဲ့အနောက်ကိုဖိုးမောင်ဆိုတဲ့မျိုးသားတယောက်ရောက်လာခဲ့ပြီးကိုကြီးရဲ့သတင်းတွေကိုအမြဲဖတ်တဲ့သူဖြစ်တဲ့အကြောင်းပြောပြီးတော့နှုတ်ဆက်လာပါတော့တယ်။ အဲဒီနောက်မှာတော့ဖိုးမော်ဟာအမတ်တရလက်မှတ်ထိုးပေးဖို့အတွက်တောင်းဆိုတဲ့အခါမှာကိုကြီးကစောင်းဆိုင်ကသူ့ရဲ့စာအုပ်ကိုပြင်ဝင်ပြီးတော့လက်မှတ်ထိုးပေးခဲ့ပါတယ်။လေရင်ထွက်ဖို့အတွက်စောင့်နေတော့မှာပဲကိုကြီးဟာဇနီးတွေနဲ့အလွမ်းပြေဖုန်းပြောနေခဲ့ပြီးတော့ဇနီးတွေကတော့ခရီးသွားနေတာကြောင့်ပြင်းပြီးတော့ကြံနေခဲ့တယ်လို့ဆိုပါတယ်။ကိုကြီးကလည်းဒီခီးထွက်ရတဲ့အကြောင်းဟာသူ့အတွက်အရန်တဘိုးရှိမဲ့တရင်တစ်ခုရှာမှဖြစ်တာကြောင့်မဖြစ်မနေတွားရတာဖြစ်တဲ့အကြောင်းပြန်ပြောနေပါတယ်။ဇနီးတွေနဲ့ဖုန်းပြောနေတော့မှာပဲကိုကြီးဟာ သူခီးစင်မှာထိုးချမှုနည်းနည်းရှိတဲ့အကြောင်းသတိထားမိခဲ့ပြီးအဲ့ဒါကတော့ဒီကနေ့အောက်တိုဘာ15ရက်နေ့ဖြစ်ပြီးတော့ကနန်းတွင်နေရရင်တစ်တုံညာတင်ငါဖြစ်နေသလိုသူစည်းမဲ့လေရင်နံပါတ်ကလည်းတစ်တုံညာတင်ငါဖြစ်နေခဲ့ပါတယ်နောက်ထပ်ပို့ပြီးတော့ထူးခြားတာကတော့သူစီမဲ့လင်းရင်ဟာထွက်သွားတဲ့အချိန်9:30ကနေ10:15ကိုပြောင်းလဲခဲ့တာကြောင့်ဖြစ်ပြီးတော့မှအဲဒီနောက်လင်းရင်မော်ကိုတက်ရောက်မဲ့အချိန်ရောက်လာခဲ့ပြီးခီးတဲ့တွေကလည်းတန်းစီလိုနေပါဗျ ကိုကြီးလင်းရင်ကိုဝင်လာတဲ့အချိန်မှာမိသားစုတစုကထိုင်ကုန်နေရာချတဲ့ကိစ္စပြဿနာတက်နေတာတွေ့ရပြီးမိသားစုမှာခလေးတယောက်လည်းပါနေပြီးတော့သူတို့တွေဟာအတူတူနီးနီးကက်ကက်ထိုင်နေတာပါအဲဒါကြောင့်မဲကိုကြီးဟာသူ့ရဲ့ထိုင်ကုန်ကိုဝင်ထိုင်ဖို့ပြောခဲ့ပြီးတော့သူကတော့လင်းရင်အနောက်ဘက်ကလွတ်တဲ့နေရာတစ်ခုကိုသွားထိုင်ပါတယ်အဲဒီခါမှာတော့ကိုကြီးဟာစောင်းလက်ဆောင်ပေးခဲ့တဲ့ဖုံဖုံကလည်းသူနဲ့လင်းရင်တစည်းတဲ့စီးနေတာဖြစ်တဲ့အကြောင်းတွေ့ရပြီးတော့အဲ့ဒီတော့မှတော့ကိုကြီးကအရှိထိုင်ကုန်လေးက MP3 player ကိုတွေ့လိုက်ရတဲ့အခါမှာငကြက်နဲ့ချစ်ပြီးတော့အပြင်းပြင်းအောင်နားထောင်နေပါတော့တယ် အမေဒရီမှာလာနေတာကတော့လင်းရဲ့အမှတ်တေသူညာတင်ကားရဲ့အဖြစ်ဆိုးဆိုတဲ့ဇလန်းချောင်းဖြစ်ပြီးတော့မှဆက်ပြီးတော့နားထောင်ကြည့်လိုက်တဲ့အခါမှာသူစည်းနေတဲ့လင်းကိုရည်ညွှန်းနေမယ်ကုကြီးဟာရေးမိလို့သွားပါတော့တယ် MP3 တွေကဇလန်းပြောတဲ့သူကသူတို့လင်းရင်ဟာနောက်တနားရီတွင်မှရေဒါတွေကနေပျောက်ကွယ်သွားမှဖြစ်ပြီးတော့နောက်ထပ်ဘယ်တော့မှတွေ့နေတော့မှမဟုတ်ဘူးလို့ပြောနေခဲ့ပြီးဒီလိုကြားတဲ့အခါမှာတော့သတင်းတော်ပြည်ပြည်နေနေစိတ်ဝင်စားသွားခဲ့ပြီးတော့ဆက်နားထောင်နေပါတော့တယ် ဇလန်နီမှာကတော့သူတို့လေယာဉ်မှုရဲ့နာမည်ကဦးစိုးတင်ဖြစ်တယ်လို့ပြောပြီးတော့အသေးစိတ်ပြောနေတဲ့အခါမှာကိုကြီးဟာထူးဆန်းနေတယ်လို့ခန်းစားလိုက်ရသလိုနည်းနည်းလေးတော့စိုးရိမ်သွားပါတယ်။အဲဒါကြောင့်သူ့ရဲ့ဘေးနားကခီးတဲ့ကိုဇလန်ကိုနားထောင်ကြည့်ဖို့အတွက်အတင်းတိုက်တွန်းမိမိခီးတဲ့ကတော့စိတ်ဝင်စားတဲ့ပြင်သူ့ကိုစိတ်ဆုံးနေတာကြောင့်ပဲကိုကြီးဟာတခြားလူတဲ့ကုန်းတစ်ခုမှာသွားပြီးတော့ထိုင်လိုက်ပါတယ်။ကိုကြီးကတော့ဇလန်နဲ့မှာအစိမ်းစားနေပြီးဘာလို့ဆက်ပြီးတော့ပြောပြမလဲဆိုတာကိုပဲအာယွန်ဆိုင်နားထောင်နေပါတော့တယ် ဇလန်ပြောတဲ့သူကလေရင်ဟာအချိန်7:20တန်မိနစ်မှာငှက်အုံးနဲ့တိုက်မိလိမ့်မယ်လို့အတိအကျပြောနေခဲ့သလိုအဲ့ဒီအချိန်အတိအကျမှာပဲကိုကြီးရဲ့ပြတင်းမောင်းနာမှာငှက်တွေကိုတွေ့လဲရတော့လမ်းပြန်သွားရပါတော့တယ်။တန်စင်ကနေကိုအမြန်ပြေးသွားခဲ့ပြီးတော့သူ့ကိုယ်သူတည်ငြိမ်အောင်စူးစမ်းရသလိုသူကြားခဲ့တာတွေသူမြင်ခဲ့တာတွေဟာထင်အောင်ထင်မှားတွေဟုတ်မဟုတ်ဆိုတာကိုလည်းတေချာအောင်ပြန်စီစဉ်နေပါတယ်။နင်းနေတည်ငြိမ်လာတဲ့အခါမှာတော့သူ့ရဲ့ထိုင်ခုံမှာသွားပြန်ထိုင်နေပြီးလေရင်မောင်းတယောက်ကိုလမ်းခေါ်လိုက်ပါတော့တယ်။ လေမောင်ရောက်လာတဲ့ခါမှာတော့ငှက်တွေနဲ့တိုက်ခိုက်မိတဲ့အဖြစ်ပြက်ရှိလားလို့မေးခဲ့သလိုလေရင်အင်ဂျင်တွေကလည်းကောင်းကောင်းအလုပ်လုပ်နေလားဆိုပြီးတော့ဆက်ပြီးတော့မေးပါတယ်။လေရင်မောင်ကတော့အဲ့ဒီလိုမျိုးဖြစ်တာတွေမရှိဘူးလို့ပြောခဲ့တာကြောင့်ကိုကြီးဟာလေရင်မူးနဲ့စကားသွားပြောဖို့ကြိုးစားပေမဲ့လေရင်မောင်ကတော့ခွင့်မပြုပါဘူး။အချောင်းရင်ကတော့ကိုကြီးကကကြောင်ချောက်ချားတွေဖြစ်နေတယ်လို့ထင်နေတာဖြစ်ပါတယ်။တကယ်လည်းလေရင်မောင်ရဲ့အမြင်မှာကိုကြီးဟာနည်းနည်းတုန်လှုပ်နေတဲ့ပုံစံပေါက်ပြီးတော့ပုံမှန်မဟုတ်ဘူးလို့ထင်နေရသလိုခဏအကြာမှာတော့သူ့ကိုယ်သူပြန်သတိရသွားခဲ့ပြီးတော့တင်းကြီးအောင်ကြိုးစားပြီး လေးမောင်ကိုလည်းတောင်းပန်ခဲ့ပါတယ်။နောက်ထပ်လည်းသူဟာငြိမ်ငြိမ်လေးနေရမယ်လို့တွေးလိုက်ပါတော့တယ်။အဲဒါကြောင့်ပဲဇလန်းကွန်သားပြန်ပြီးတော့နားထောင်နေခဲ့ပြီးဒီကောင်မတော့သူတို့လေးဟာ17နာရီ15မိနစ်တည်းဒီမှာလေးရင်မှုရဲ့ဂုဏ်နိုင်ပါဆိုတဲ့နှုတ်ဆက်စကားပြောပြီးတော့အရင်တော့မှပြောခဲ့သွားတာဖြစ်တဲ့အကြောင်းဆက်ပြောနေပါတော့တယ်။ဒီလိုကြားရတဲ့နောက်မှာတော့ကိုကြီးဟာတဖန်ပြန်ပြီးတော့တုံ့လုံလာခဲ့သလိုလေးရင်မှုနဲ့တွေ့ပြီးတော့အဲ့ဒီအကြောင်းလေးကိုပြောပြဖို့အတွက်အကြံထုတ်နေပါတယ်။အဲဒီခါမှာလေယာဉ်မှုကခီးတယ်တွေကိုကင်မရာတွေကနေတဆင့်မြင်နေရတယ်ဆိုတဲ့အချက်တခုစဉ်းစားမိခဲ့တာကြောင့်ပဲ လင်မှုဟာသူ့ရဲ့အခန်းထဲကထွက်လာနိုင်ဖို့တခုခုတော့စူးစမ်းရမယ်လို့စဉ်းစားမိပါတယ်။ဇလန်းဆက်ပြီးတော့နားထောင်ကြည့်တဲ့အခါမှာတော့လင်ပြကြမှုဟာအီလက်ထရောနစ်ပစ္စည်းတွေရဲ့အနောက်ရှေ့ကြောင့်ဆက်သွယ်ရေးစနစ်ချုံရင်မှုလဲပါတယ်လို့ကြားရပြီးဒါကြောင့်ကိုကြီးဟာခီးတဲ့တွေကိုလိုက်ကြည့်လိုက်တဲ့အခါမှာတော့အိန္ဒိယသားနှစ်ယောက်ကသူ့ရဲ့ဖုန်းတွေနဲ့အလုရှုံနေတာလဲတွေ့လဲရပါတော့တယ်။အဲဒါကြောင့်ကိုကြီးကသူ့ရဲ့အနောက်ကိုတောလိုက်ပြီးတော့ဖုန်းလေးကိုပိတ်ထားဖို့တဲ့ခမမပြောခဲ့တယ်လို့အံဩသွားတဲ့အိန္ဒိယသားတွေကလည်းဘာဖြစ်လို့သူ့ရဲ့စကားနားထောင်ရမှာလဲဆိုပြီးတော့ပြန်ပြောခဲ့တာကြောင့်အခြေရင်ဖြစ်နေတဲ့အချိန်မှာလင်းရင်ပေါင်းတယောက်က ပြန်ပြေးပြေးခဲ့ရပြီးတော့ကိုကြီးကိုထိုင်ကုန်မှာပြန်ထိုင်ဖို့ဆိုပါတယ်အဲဒါကြောင့်ကိုကြီးဟာထိုင်ကုန်မှာပြန်ထိုင်ပြီးတော့ဇလန်းကိုပဲနားထောင်နေသလိုအဲ့ဒီချိန်မှာလင်းအမောမှာပါလာတဲ့အေဂါဆိုတဲ့ခီးတဲ့တယောက်ကလည်းရုရှားမာဖီးယားတယောက်ဖြစ်တဲ့အကြောင်းကြားလိုက်ရပါတော့တယ်အဲ့ချိန်မှာပဲကိုကြီးဟာမာဖီးယားတွေရဲ့လက်ချက်ကြောင့်လင်းအမောတို့တစားမှုဖြစ်ပြီးတော့မှပြေးကြနိုင်နေဆိုတော့ကိုလည်းတွေးမိသွားခဲ့သလိုဇလန်းကိုဆက်ပြီးတော့နားထောင်နေပါတော့တယ်နောက်ထပ်အနေနဲ့လင်းအမောမှာအမေရိကန်လေတက်ကရုပ်ဖြစ်ထားတဲ့အေဂျင့်တယောက်လိုက်ပါလာခဲ့တာဖြစ်ပြီးသူကတော့လင်းကို ေးကင်းအောင်စီမံနိုင်တဲ့သူဖြစ်တဲ့အကြောင်းလေးသိလိုက်ရပါတယ်။အဲ့ဒီတရင်ကိုသိလိုက်ရတဲ့အချိန်မှာကိုကြီးဟာလင်းရင်မဲလေးစီကိုသွားပြီးတော့မှလီချောင်းအေဂျင့်နဲ့စကားပြောခွင့်တောင်းဆိုခဲ့သလိုဒါပေမဲ့လင်းရင်မဲလေးကတော့လီချောင်းအေဂျင့်ဟာဘာတူလဲဆိုတာကိုထုတ်ပြောခွင့်မရှိတဲ့အပြင်ကိုကြီးရဲ့ပြုမှုတွေအကြောင်းပဲစိတ်ကွက်နေတာဖြစ်ပြီးတော့ထိုင်ကုန်မှာငြင်းငြင်းလေးထိုင်နေဖို့အတွက်ရင်ရင်ကြီးကြီးပဲတောင်းဆိုနေပါတယ်။သူပြောမဲ့စကားတွေကိုနားထောင်မိမဲ့သူတယောက်မှမရှိတာအကြောင်းပဲစိတ်ပြက်သွားတဲ့ကိုကြီးက သူ့ရဲ့ပြည်သက်တရားဖြစ်တဲ့ဖိုးမောင်ကိုတရိယာသွားခဲ့တာကြောင့်ပဲဖိုးမောင်စီကိုသွားပြီးတော့အကြောင်းဆုံးပြောပြခဲ့တယ်လို့စကားဆက်မိကြရင်လည်းဖိုးမောင်ကလည်းလေမှုတယောက်ဖြစ်နေတယ်ဆိုတာကိုလည်းသိခဲ့ရပါတယ်ဖိုးမောင်ကတော့လေချောင်းအေဂျင့်တွေကလည်းတခါတလေအကျန်းဖက်တယ်လို့ပဲပြုမှုတယ်လို့ပြောပြီးတော့ကိုကြီးကိုရုရှားတွေနဲ့အိတ်ခဲကိုကိုကိုယ်တိုင်စစ်ဆေးကြည့်ဖို့အတွက်တိုက်တွန်းပါတယ်။ဒါကြောင့်မဲရုရှားတွေအိတ်နေတဲ့အချိန်မှာသူတို့ရဲ့အိတ်တွေကိုဖွင့်ပြီးတော့တိတ်တိတ်လေးစစ်ဆေးနေပါတယ်။တခြားခီးတဲ့တယောက်ကကိုကြီးဒီလိုလှုပ်တာကိုသတိထားမိပေမဲ့ ကိုကြီးကတော့သူ့ရဲ့အာယုံနဲ့သူအလုပ်တွေရှုံနေသလိုဒီချိန်မှာတော့ရုရှားတွေရဲ့ခေါင်းပေါ်ကခီးဆောင်အိတ်တွေကိုဖွင့်ကြီးလိုက်တဲ့အခါမှာမတော်တဆပြုတ်ကျသွားခဲ့ပြီးတော့ရုရှားတွေလည်းနှိုးထလာခဲ့ပါတော့တယ်။အဲဒါကြောင့်မဲကိုကြီးနဲ့ရုရှားတွေအခြေတင်ဖြစ်ခဲ့ကြပြီးတော့လင်းရင်မင်းကလည်းအနာကိုရောက်လာခဲ့ပါတယ်။ကိုကြီးဟာသတိလွတ်ပြီးတော့မှရုရှားတွေရဲ့လင်းရင်ကိုဖောက်ခွင်းမှစူးရင်လို့သူတို့ရဲ့အိတ်တွေကိုစစ်ဆေးနေတာဖြစ်တဲ့အကြောင်းပြောမိသွားတဲ့အခါမှာဂျန်တဲ့ခီးတွေကလမ်းပြန်ကုန်ကြပါတယ်။အဲဒီအတန်တွေကိုကြားပြီးတော့မှပထမတန်းမှစီးနေကြတဲ့ရုရှားမှာဖီးယာအေဂါကလည်းလင်းရင်ကို ဘာလို့ပေါက်ခွဲမှလဲဆိုပြီးတော့စိုးရိမ်ပြီးတော့မေးလာခဲ့ပါတယ်။အဲဒါကြောင့်မဲရုရှားတွေကိုယ်တိုင်ကအဲ့ဒီအကြံစီရှိမနေဘူးဆိုတော့ကိုတီးခဲ့ကြတာဖြစ်ပြီးတော့မှဒီချိန်မှာလေယာဉ်မှူးကလည်းအခန်းထဲကထွက်လာပြီးကိုကြီးကိုပြဿနာထမ်းမရှာဖို့တဲ့သတိပေးခဲ့တယ်လို့ channel ခီးတဲ့တွေကဗီဒီယိုတွေလည်းရိုက်ထားခဲ့ပါတယ်။ထိုင်ကုန်ကိုပြန်ပြီးတော့ရောက်လာခဲ့တဲ့အခါမှာကိုကြီးဟာဇလန်းကိုဆက်နားထောင်းနေလဲပြီးလေရင်ပျောက်ဆုံးမှုအဖြစ်တွေကကိုကြီးနဲ့လည်းတရက်တက်ဆိုင်နေတယ်လို့ကြားလိုက်ရတဲ့အခါမှာလမ်းပြန်သွားခဲ့ပြီးတော့အခုနောက်ကရုရှားတွေနဲ့ဖြစ်ခဲ့တဲ့ညှင်းခုန်တန်တွေကိုလည်းဇလန်းနဲ့မှပြန်ကြားလို့နေရပါတော့တယ်။ ဲဒါကြောင့်မေကိုကြီးဟာလန်သွားပြီးတော့မှနည်းနည်းလှုပ်လှုပ်ရွရွပြင်ပြနေခဲ့ပြီးမတ်တက်ထားရခဲ့တဲ့ချိန်မှာလေယင်မှုကရောက်လာခဲ့ပြီးတော့ကိုကြီးကိုထိုင်ကုန်မှာပြန်ထိုင်ဖို့အတွက်ပြောပါရယ်ကိုကြီးကလည်းလေယင်မှုကိုဇလန်းအကြောင်းကိုပြောပြဖို့အတွက်စူးစမ်းနေခဲ့ပြီးတော့ဂုဏိတ်ပါဆိုတဲ့ဇာတ်ကားပြောပြီးတော့မှလေယင်ပျက်စီးသွားမှဖြစ်တာကြောင့်မေအဲ့ဒီဇာတ်ကားမပြောဖို့အတွက်တတိပေးခဲ့ပါတော့တယ်လီယံဘုကလူတွေကတော့ကိုကြီးကိုစေဖို့ပြန်နေတဲ့သူဆိုပြီးတော့ထင်နေကြတာဖြစ်ပြီးခဏကြာမှတော့လီချောင်းအေဂျင့်မျိုးသမီးလည်းရောက်လာခဲ့ပြီးတော့ကိုကြီးကိုလီယံဘုကခီးတဲ့တွေကြောက်လန့်အောင်ပြုမှုနေတာကြောင့်ပဲဖမ်းပါတော့တယ် လေချောင်းအချင်းကကိုကြီးကိုသူမရဲ့ဘေးမှာထိုင်ခိုင်းပြီးတော့လေရင်ဆိုင်တဲ့အခါမှာစိတ်ချမ်းမာရေးဆောင်ဝင်နဲ့ပြပြီးတော့မှကုသမှုခံယူဖို့လဲတိုက်တွန်းနေကြတာဖြစ်ပါတယ်။ကိုကြီးကတော့သူဟာစိတ်ချမ်းမာရေးကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့တာဝန်ကြီးတဲ့သတင်းတော်ပေးပြီးသူသိတဲ့ကိစ္စကိုပြောပြဖို့အတွက်စူးစမ်းနေတာဖြစ်တဲ့အကြောင်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ဒီစကားကတော့လေချောင်းအေဂျင့်ကိုယုံအောင်မလုပ်နိုင်ခဲ့သလိုအဲ့ဒီလိုနဲ့အေဂျင့်ဟာလေရင်မှုနဲ့စကားသွားပြောနေတဲ့အချိန်မှာပဲဖုန်းမဟာအနားကိုရောက်လာခဲ့ပြီးတော့ကိုကြီးရဲ့ဖြစ်ပျက်တွေကိုယုံကြည်တဲ့အကြောင်းပြောပြခဲ့ပါတော့တယ်။ အဲဒီခါမှာကိုကြီးဟာအကြံတခုခုရခဲ့ပြီးတော့တခါတော့လေရင်မိုးဖြစ်တဲ့ဖိုးမော့ဟာလေရင်ကိုထိန်းချုပ်ပြီးတော့မူလခေးစဉ်အတိုင်းမဟုတ်ဘဲနဲ့ဘေးကင်းတဲ့နေရာကိုပြောင်းပြီးတော့ဆင်းခဲ့လို့ရှိရင်ဘေးကင်းနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ဒါပေမဲ့လေဖိုးမော့ကလေရင်မိုးရဲ့အခန်းထဲကိုဝင်မှုအတွက်နံပါတ်မသိတဲ့အကြောင်းပြောတဲ့အခါမှာတော့အဲဒီနံပါတ်က1399တင်ကားပဲဖြစ်မယ်ဆိုပြီးတော့ကိုကြီးဟာပြောပြပါတယ်။တကယ်တမ်းလေ1399တင်ကားကအလုပ်ဖြစ်ခဲ့ပြီးတော့ဖိုးမော့ဟာအခန်းထဲကိုဝင်နိုင်ခဲ့တာကြောင့်လေရင်မိုးကိုဖယ်ထုတ်ပြီးတော့လေရင်ကိုထိန်းချုပ်ပါတယ်။ ခီးတယ်ဒီကောင်တော့ဘာတွေဖြစ်နေလဲဆိုတာလန့်ပြန်သွားတဲ့အချိန်ဖုံမောင်ကလေရင်ပေါ်ကလေပြည်အောက်ကိုရှော့ရှားလိုက်တဲ့အခါမှာအလုံးကသတိလစ်ခါနေဖြစ်ခဲ့ရပါတယ်အဲဒီနောက်မှာတော့ဖုံမောင်ဟာခုနေပါဆိုပြီးတော့ပြောလိုက်တဲ့တန်ကိုအန်ဟောစွာနဲ့ကြားရပြီးတဲ့နောက်အကုံလုံးကမင်းမျောသွားခဲ့ပြီးဒီမြင်ခွင်းလေးမှာတော့ကျွန်းတစ်ခုရဲ့ကန်းကြီးမှာသတိပြင်ရလာတဲ့ကိုကြီးကိုတွေ့ရမှာဖြစ်ပါတယ်။သူ့ရဲ့ဘေးမှာလည်းအယုတ်လေးတစ်ခုကရေပုံမှာဘောလုံးပေါ်နေခဲ့ပြီးတော့သူတို့လေရင်ပြတ်ကျသွားခဲ့တာကိုနားလည်ခဲ့တဲ့ကိုကြီးဟာဘေးဘီဝေယကိုအမြန်ကြည့်လိုက်ပြီးမြဲဘသူ့ကမှမတွေ့ပါဘူး။ ခဏကြာမှာတော့ MP3 ပလီယာလေးနဲ့နှစ်ချက်ကိုတွေ့လဲရတာကြောင့်နားထောင်ကြည့်လိုက်တော့လေရင်အမှတ်တစ်တုံညာတင်ငါရဲ့နောက်ဆက်တွဲဇလန်းအကြောင်းပြောပြနေတာဖြစ်ပါတယ်။ဇလန်းလေးမှာလေရင်တစ်တုံညာတင်ငါကိုရှာဝေဖို့အတွက်ကြိုးစားနေပေမဲ့ရှာမတွေ့ဘူးလို့ဆိုပါတယ်။အဲနောက်မှာတော့ကုန်တင်တင်မောတစည်းကကျုံးငယ်လေးတစ်ခုရဲ့အနားမှာလေရင်ပြက်ကိုရှာတွေ့ခဲ့ပြီးတော့ဖုံးမောင်ဆိုတဲ့ခီးတဲ့တယောက်ပဲအသက်ရှင်နေအကြောင်းပြောပြီးတော့ကိုကြီးကတော့ရှာမတွေ့ခဲ့တာကြောင့်တေလားရှင်လာမသိဘူးဆိုတာကြားလိုက်ရပါတော့တယ် ဲဒီချိန်မှာကိုကြီးရဲ့ပတ်ချာလင်းမှာလေရင်ဝန်ထမ်းတွေနဲ့ခီးသည်တွေဟာရုပ်တရက်ရောက်လာခဲ့ပြီးတော့အနားကိုတဖြည်းဖြည်းကက်လာပါတယ်လေရင်ပြစ်ကြပြီးတော့သူတို့တွေတည်ဆုံရတဲ့အကြောင်းကကိုကြီးကြောင့်ဖြစ်တယ်လို့ပြောရင်းနဲ့ကလစားချေဖို့ပြင်ဆင်နေတဲ့အချိန်မှာတော့ကျောင်းလက်နေကြထွက်ပြေးရတဲ့ကိုကြီးကိုမြင်နေရတဲ့မြင်ကွင်းလေးနဲ့ပဲဇလန်းလေးဟာအဆုံးသက်သွားပါတယ်ခင်ဗျဟုတ်ကဲ့အဆုံးလေးလဲပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ